ုံးဝမင်္ဂလာပါခုတစ်ခေါက်မှာတော့ငပတ်မွေစီပြန်ချက်ပြပေးမှာဖြစ်ပါတယ်ငပတ်ကိုအယိုးထုတ်ပြီးချက်မှာဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးငပတ်ကိုအယိုးထုတ်ပေးပါမယ်ငားဝယ်တဲ့အချိန်မှာမှားပြီးတုံးမိလိုက်တာကြောင့်ငားအတုံးလိုက်မဖြစ်ဘဲနဲ့နှစ်ကွင်းနဲ့တဒုံဖြစ်နေပါတယ်အခုအတုံးကြီးကိုအယိုးထုတ်ပါမယ်အရင်ဆုံးငားရဲ့ကြောယူပေါ့နော်ကြောယူအလေယူအပေါ်နားကနေပြီးတော့အသားကိုအယိုးအပေါ်လေးကနေပြီးတော့ဒါလေးနဲ့ရှက်ပြီးတော့ကလီးပေးလိုက်ပါမယ် မေးအောက်ဘက်အသားလေးတွေပါရှိပါဖြစ်ပါတယ်ဘရဲ့အရှိအောင်နာလေးဟာရေရက်တည်းရဲ့အယိုးအရင်ပိုင်းလေးပါလှီထုတ်လိုက်မှဖြစ်ပါတယ်။ ြီးတော့နောက်တစ်ချမ်းကိုအယူဆက်ထုတ်ပေးပါမယ်။ အကွင်းလေးနှစ်ကွင်းကိုလည်းစပ်ပြီးတော့အယိုးထုတ်ပါမယ်အကွင်းကိုအယိုးထုတ်တာကတော့မခက်ပါဘူးเนาะအလေယိုးပေါ်ကနေပြီးတော့ဟိုဘက်ဒီဘက်အသားလေးလွှာထုတ်လိုက်ရင်ရပါပြီလွှာပြီးတာငပတ်အသားတွေကိုတော့အတုံးခက်တိတိလေးတွေတုံလိုက်ပါမယ် ငံပတ်ဥပတ်တွေကိုလည်းခက်သေးသေးလေးတုံးပြီးတော့ထည့်ပါမယ်ငါပဲယူရည်တော့ခက်တဲ့တည်းလေးထုတ်ပြီးတော့တင်ပါမယ်။စာဒါရှိဂျင်ဂျာတို့ကြိုက်ထားတဲ့အရေးရယ်စနေမုတ်နေငယ်ပေါ့နော်စနေမုတ်ကိုဘူးမှကတ်နေတဲ့စနေလေးပါ ဖလာတာမဖြစ်အောင်လို့ငါးသားလေးနဲ့မှရေနည်းနည်းရောထည့်ပြီးတော့နေလိုက်ပါတယ်။ဘူးလေးပြောင်းသွားပါတယ်။ငါပတ်မှုရနေမှာမပါမဖြစ်စပလင်ကိုလေပြင်ဆင်ပါမယ်။စပလင်ကိုတော့ရေစီးအပြင်အခွန်လေးကိုခွာပြီးတော့အရင်ဆုံးပပလေးတွေလေးပါမယ်။ ပြီးလို့ရှိရင်တော့အဲ့ပပလီထားတဲ့စပလင်လေးတွေကိုဒါလေးနဲ့လုံးလုံးပြန်ဆင်ပါမယ်အကယ်၍ပပလီပြီးတော့ငရုတ်စုံနဲ့ထည့်ထောင်းမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒါလေးကတော့ပိုကောင်းပါတယ်ပိုမွှေးပါတယ်နော်ဒီလေပပလေးဖြစ်အောင်အရင်ဆုံးထချမ်းခွဲပြီးရင်ထချမ်းထပ်ခွဲပြီးတော့လေးစိတ်စိတ်တယ်ပေါ့နော်လေးစိတ်စိတ်ပြီးတော့ပပလေးတွေထည့်ထားပါမယ်အကယ်၍ကျွတ်တော့ခုနကဇပလင်း ဇပလင်နဲ့ကျတော်နီနဲ့ကိုထောင်းလိုက်ရင်လေရပါတယ်။အိုမှာစီဘူအောင်ပူပေးပြီးတော့ဆနွင်းနည်းနည်းထည့်မယ်ပြီးရင်ကျတော်နီထည့်ပြီးဇပလင်မှာထည့်ပြီးတော့ကြက်လောင်စီတက်ပါမယ်။ကျန်တော့နေကျလာပြီဆိုလို့ရှိရင်တော့အယောင်တွေမှုတ်လေးအနေငယ်ထည့်ပြီးတော့စီတက်ပေးပါမယ်။ညူဒီကျလာပြီဆိုလို့ရှိရင်တော့ခုနနေထားတဲ့ငါးလေးထည့်ပြီးတော့ငါး ပေါ်ရံလေးတွေအပေါ်ကြောလေးတွေကျက်လာအောင်စီတက်ပေးပါမယ်။မြူဒီစိန်အနေငယ်ကိုလည်းထည့်ပေးပါမယ်။ပြီးရင်မဆလာအနေငယ်လည်းထည့်ပေးပါမယ်။ငါရဲ့ညီနဲ့တက်တော့ပိုနေတဲ့နန်းနန်းပင်အယိုးလေးတွေအမြင့်လေးတွေကိုပါထည့်ပြီးတော့စီတက်ပေးပါမယ်။ငါကျက်လာပြီအပေါ်ရံလေးကျက်လာပြီဆိုလို့ရှိရင်တော့ရင်နွေးထည့်ပြီးတော့တဲပေးပါမယ်။ဒီနေ့ပေါ်ပေါ်ဆူလာပြီဆိုလို့ရှိရင်တော့ငံပြားကြီးလေးအနေငယ်ထဲမယ်ပြီးလို့ရှိရင်တော့ ဖုံးလေးအုပ်ပြီးတော့ခဏလေးချက်ပေးပါမယ်ငါးသားလေးနဲ့နူလာအောင်ငါးသားလေးနူလာပြီဆိုလို့ရှိရင်တော့ငါးသားလေးကိုရောင်မလေးနဲ့ထိုးပြီးတော့ခြေပြီးတော့မှုပြီးချက်ပေးရပါမယ်နားလေးတော့ကြည်လာပြီဆိုလို့ရှိရင်เนาะနန်းနမေးရေးစီပြီးတော့ ပေါ်ကနေအုပ်ပေးပါမယ်။နာနာမေးလေးနည်းနည်းကြက်ပြီဆိုလို့ရှိရင်တော့ငါဘက်မှုစီပြန်ရပါပြီ။ယူပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်နေ့တန်းလေးကိုလည်းတင်ဆက်ပေးတော့မှာဖြစ်လို့အားပေးကြပါဦးနော်။မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။